အလုံးမင်္ဂလာပါကျွန်တော်တော့ကုန်းနဲ့ဖြစ်ပါတယ်အဲ့တော့မက်ဆေ့ချ်ကိုကုန်းမရဲ့ CSS ခေါ်ရနေကျေးဇူးပါတယ်နော်အဲ့ကျွန်တော်တို့အဲ့ဖော်ဒါလေးကြောက်ပါညာပေါ့နော်ဆိုသင်ခဲ့ကြတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့အပြန်ဖြတ်လိုက်မယ်နော်ဆိုတော့နောက်ထပ် CSS တစ်ခုကိုကျွန်တော်တို့ဆက်လုပ်လိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်တို့ CSS ရဲ့ text property ပေါ့အဲ့တော့စာတွေပေါ့စာတွေကိုကျွန်တော်တို့ CSS နဲ့ကင်တွဲပုံပေါ့နော်ကင်တွဲပုံပေါ့အဲ့တော့အဲ့တော့ blue property ကြီးကျွန်တော်တို့စာတွေအတွက်ရှိမလဲပေါ့ နော်အဲ့တော့ကျွန်တော်စာတွေကိုကင်တွယ်တဲ့နေရာမှာဘာရှိလဲစာတွေဆိုတော့ပါရည်လဲပါရာဂရက်ထဲမှာရေးထားတဲ့အစာလည်းဖြစ်နိုင်တယ်ကျွန်တော်တို့လင့်နေမှာဖော်ပြတဲ့အစာလည်းဖြစ်နိုင်တယ်နော်အဲ့ဒါဆိုတော့ကျွန်တော်ထားပါတော့လောလောဆယ် p ဆို p paragraph ဆိုတဲ့တက်ကလေးထဲမှာ lowrand ဆိုတဲ့စာလေးတစ်ခုထည့်လိုက်အဲ့ဒီမှာစိတ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာပြပေးတယ်ပေါ့ဟုတ်ပြီအဲ့မှာငါတို့က tag selector နဲ့အဲ့ p ကိုခေါ်လိုက်မယ်နော်ဟုတ်ပြီ p ကို copy ရောငါတို့ဘာလုပ်မှာလဲထုံးစံတိုင်းကလာတွေပါရတော့တိတိကြရပေါ့ နော် red ဆိုပြီးတော့ငါတို့သိကြပါတယ်နော်ဒါကတော့ color ဒီ color ဆိုတော့လည်းဒီ test အတွက်ပေါ့နော်စာတွေကိုဘာလို့တောင်းတော့အောင်ပြောင်းတာပေါ့ဟုတ်ပြီလားအဲ့နောက်တစ်ခုရှိရဟုတ်ပြီအဲ့ဒီစာတွေကိုဘယ်လိုလုပ်ချင်လဲပေါ့ဒီစလုံးတစ်လုံးနဲ့တစ်လုံးချားချင်တယ်ဆိုလို့ချင်ဘယ်လိုလုပ်မလဲဆိုတော့ letter spacing ဆိုတာရှိတယ်เนาะအဲ့တော့ letter spacing ဆိုတဲ့ဟာလေးကိုငါတို့ခေါ်လိုက်မယ်ခေါ်ပြီးဘယ်လောက်ချားချင်တယ်လဲပေါ့ငါတို့ငါ 5B8 လောက်ချားချင်တယ်ဆိုရင် 5B8 ပေါ့ဒီမှာဒါစလုံးတစ်လုံးနဲ့တစ်လုံးချားတာပေါ့ ဒါဆိုတော်တော်လေးခြားလို့နေရပေါ့နော်ဟုတ်ပြီအဲ့တော့ငါတို့ဒီမှာ2ပြည့်အစ်လောက်ခြားခြင်းလေဆိုရင် တန်းနည်းနည်းလေးပို့ပြီးကြည့်ကောင်းသွားတယ်ပေါ့ဟုတ်လားအဲ့တော့လက်တာစပေးစီတော့တစ်လုံးနဲ့တစ်လုံးခြားလိုက်တာတော့ဟုတ်ပါတယ်ဒါပေမဲ့စကလုံးတစ်လုံးနဲ့တစ်လုံးကလည်းဒီမှာကတ်လွန်းနေရပေါ့အဲ့တော့ဝါစပေးစီဆိုတာရှိတယ်စကလုံးတစ်လုံးနဲ့တစ်လုံးကတ်တယ်ဟာကိုကပေါ့ခွာတာပေါ့နော်ဝါ SPA စီရင်စပေးစီအဲ့ဒါကိုကြတော့ငါတို့ဘလော့လောက်ထားလိုက်မယ်5ပြည့်အစ်လောက်ထားကြည့်လိုက်အဲ့ဒါလည်းတိတ်မသိတာသေးဘူးနော်အဲ့တော့10ပြည့်အစ်လောက်ထားကြည့်လိုက် โอเคဒီဟာဆိုလို့ရှိရင်ဒီမှာနည်းနည်းပို့ပြီးတိတာသွားတယ်เนาะတစ်လုံးနဲ့လုံးလို့ချားနေတော့နည်းနည်းလေးဖတ်ရတာရှင်းရှင်းလင်းလင်းလေးဖြစ်သွားတယ်ငါတို့ငယ်တုန်းကစရည်ရေးတလိုမျိုးလေးဖြစ်သွားတယ်ဟုတ်လားအဲတကယ်လို့အဲ့ထဲမှာပို့ပြီးတော့လိုချင်တယ်ဆိုရင်တွဲလောက်ထားကြည့်လိုက်ဒါဆိုတော့ပို့ပြီးကောင်းသွားတယ်เนาะဖတ်ရတာเนาะရှင်းရှင်းလင်းလင်းလေးဖြစ်သွားတယ်ပေါ့ဟုတ်ပြီလားအဲအဲ့ဒါတွေရပါတယ် CSS test property တွေပဲပေါ့เนาะနောက်တစ်ခုဟုတ်ပြီဒီ line height တို့ဘာလို့ဆိုရလဲရှိသေးတယ်ပေါ့နော် line height တို့ဘာလို့ရှိရဲနောက်တစ်ခုက duration တွေလည်းရှိတယ် နောက်တစ်ခုက touch align လို့ပါလို့လည်းရှိတယ် touch align ဆိုတာငါတို့ဥပမာထားပါတော့အဲဒီမှာ HTML နဲ့မှာငါတို့ဟိုလေးထည့်လိုက်မယ် HTML တက်1လေးထည့်လိုက်မယ် H1 တက်လေးထည့်လိုက်မယ် h1 တက်လေးထည့်ပြီးတော့ hdiang g hd ဆိုပြီးတော့ရေးလိုက်မယ်ဟုတ်ပြီเนาะဟုတ်ပြီအဲ့ဒါဆိုတော့ငါတို့အဲ့ဒီ h1 ကိုငါတို့ထားပါတော့ header ဆိုပြီးတော့ clap လေးတစ်ခုပေးလိုက်မယ် hdi er header ဆိုပြီးတော့ clap လေးတစ်ခုပေးပြီးတော့အဲ့ clap လေးကိုဒီကနေပြန်ခေါ်လိုက်မယ် ဲ့တော့အရှိဝါဆိုတော့အပေါ်မှာရှိလို့ငါတို့အပေါ်မှာရေးတာပို့ပြီးအဆင်ပြေတယ်နော်အဲ့တော့အရှိရေဒီဟာတာပါတော့ class ဆိုတော့တော့ခံမယ်ဟုတ်ပြီလားအဲ့ဒီမှာငါတို့ကသူ့ border လေးပေးကြည့်မယ်ဘာလို့ border ပေးလဲဆိုတော့သူ့ရဲ့သူ့ရဲ့နေရာဘလောက်ထိရှိရဲဆိုတာပြချင်လို့ပေါ့နော်အဲ့တော့ pipe 2b8 solid 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 blue ဆိုပြီးတော့ဟို plus ဆိုပေးကြည့်လိုက် အဲဒီမှာဆိုလို့ရှိရင်ဟတာကဘယ်ထိရောက်နိုင်လဲဟတာဆိုတော့ H1 ဆိုတဲ့ DNA ပြရဒီနေရာအထိပါတယ်ဟုတ်လားဒါပေမဲ့အစားဘယ်မှာပဲရောက်နေအစားမှာပဲရောက်နေနားရလားမသိဟတာဆိုတဲ့ဟတာကလပ်လုတ်ထားတဲ့ H1 ဆိုတဲ့ကောင်ဘယ်ထိပါလဲစကရင်အဆုံးထိပါတယ်ဒါပေမဲ့အစားဒီနေရာအလဲကောင်ပဲရောက်နေဆိုတော့ငါတို့က sorry အရှိမပဲရောက်နေအလဲကောင်ရောက်ချင်ဘယ်လိုလုပ်မလဲဆိုတော့ငါတို့က touch align နဲ့လုတ်ကြည့်လိုက်နော် touch align စတာဆိုလုတ်ကြည့်လိုက် ဒီမှာတွေ့လားအလဲကောင်ကိုအော်တိုရောက်သွားတယ်အဲ့ဒါငါတို့မလိုချင်ဘူးဆိုတဲ့ပေါ်တာကိုပြန်ဖြုတ်လိုက်ပေါ့နော်မဖော်သေးချင်ကွန်ထရိုးဖော်သွားဆက်လိုက်ပေါ့နော်โอเคဒါဆောင်းကပေါ်တာတော့ကျွန်တော်ကဒီဟတာကဘယ်နေရာနဲ့ဘယ်နေရာထိပါရဲဆိုတော့ပြချင်လို့ဆောင်းကပေါ်တာကိုတုံးလိုက်တာနော်ဒီမှာအလဲကောင်ကိုရောက်သွားတယ်အဲ့တော့ရောက်ချင်ရင်ဘယ်လိုလုပ်မလဲ test align center ဆိုတဲ့ကောင်ကိုတုံးပြရမယ်โอเคနော်အောက်အောက်ဆုံးမှာကျွန်တော်လင်းလေးတစ်ခုထည့်ပေးလိုက်အေးတက်ကလေးထည့်လိုက်မယ် အဲ့ဒီမှာ hash လေးထည့်လိုက်မယ်ကွာဒီလေးမှာဘာမှမနှိပ်ဘူးနော်အဲ့မှာ go to ဆိုပြီးရေးလိုက်မယ် go to the link ပေါ့နော်အဲ့လိုပဲရေးလိုက်မယ် okay ဒီမှာဆို go to the link မှာအပြည့်အဝလေးဖြစ်နေတယ်ဟုတ်လားအဲ့တော့ link မှာအပြည့်အဝလေးဖြစ်နေတယ်အဲ့ဒီ link မှာငါတို့ကဒီမှာ underline ရ auto bar နေတယ်အဲ့ဒီဟာကိုဖျောက်ချင်ဘယ်လိုလုပ်မလဲဆိုတော့ css မှာအဲ့ဒီ link ဆိုတော့အဲ့ဒီ link ကိုငါတို့ဒီမှာ a a တက်မလားဒါပေမဲ့ class ထည့်ချင်လဲခဲ့ထည့်ပေါ့နော် class မိုင်လင့်လို့ရေးလိုက်စေးလိုက်မယ်စေးပြီးဒီဘက်မှာလည်းတခါအဲ့မိုင်လင့်ကိုခေါ်လိုက်မယ်အဲ class ဆိုတော့ my dot my alignment link အဲ့မှာ touch decoration ဆိုတာရှိတယ် dot decoration အတက် decoration ဆိုတာအကုန်လုံးလို့ရတယ်အဲ့မှာ none ဆိုပြီးပြေးလိုက်ဒီမှာတွေ့လား go to the link ဆိုတဲ့ကောင်ကအနာလိုက်မပါတော့ဒါပေမဲ့နှိပ်ကြည့်လိုက်လို့ရှိရင်နှိပ်လို့ရတယ်ဟုတ်တယ်ဟုတ်နှိပ်ကြည့်လိုက်မယ်ဆိုရင်နှိပ်လို့ရတယ်နော် ဒါပေမဲ့သူ့မှာ underline ပျောက်သွားတယ်ဘာလို့ပျောက်သွားလဲဆိုတော့ဒီ touch decoration ဆိုတဲ့ကောင်အကြောင်းမလို့ဒီ go to the link ဆိုတဲ့ကောင်ကပျောက်သွားတယ်ဟုတ်တယ်မလားနောက်အဲ့လိုမျိုးလေးတွေပေါ့ဒါ touch property ဆိုတော့အများကြီးရှိတယ်အခုကျွန်တော်ပြပေးမယ်ဒီမှာ touch decoration မှာ alignment ပေါ့နော်ဒီမှာ transformation ပေါ့ transformation ဆိုတာဒီစတွေကို upper case ပြောင်းတာ lower case ပြောင်းတာရှိရဲ touch transform ဆိုတဲ့ attribute ပေါ့ဆိုအဲ့ကောင်လေးနဲ့ကျွန်တော်သုံးပြပေးမယ်အဲ့ဒီမှာဆိုရင်စတွေကစလုံးအသေးတွေမလားအသေးတွေဆိုတော့ အဲကျွန်တော် paragraph မှာ text transform ဆိုတဲ့အကောင်လေးခေါ်လိုက်မယ် THD tag TIN ဟုတ်ပြီနော်အဲ့မှာ upper case ဆိုပြီးတော့ပြောင်းလိုက်မယ်ဒီမှာတွေ့လားအကုန်လုံးကအကြီးတွေကြီးဖြစ်သွားတယ်ဟုတ်လားအကြီးတွေကြီးဖြစ်သွားတယ်နော်ဒါဆိုရင်ဒါ tab touch property ဆိုတော့ပါရည်လဲပေါ့နော်ပါရည်လဲဆိုတော့ဒီမှာ touch transform အများကြီးပေါ့နော်စလုံးနဲ့ပြင်တဲ့အကောင်တွေအကုန်လုံးကို touch transform လို့ခေါ်တယ်ဒီမှာဆိုရင် စပေးစင်တို့နော်စပေးတို့အများကြီးရှိတယ်ပေါ့အဲ့တော့ကိုလိလနိုင်တဲ့ကိုလိုက်လို့ပေါ့နော် line height တို့ပါတော့ရှိရယ်အော် line height ဆိုတော့ဘယ်လိုမျိုးလဲပေါ့အလိုက်ဟဲ့ဆိုတော့ဒါစလုံးတလုံးတလုံးနဲ့တလုံးရဲ့ဟောမလားကျွန်တော်တို့ဟိုပါပေါ့အမြင့်မလားအဲ့ဟာကိုပြောချင်တာဖြစ်လိမ့်မယ်အဲ့ရေးကြည့်လိုက်မယ် line height ဆိုပြီးတော့ line height ကိုကျွန်တော်ထားပါတော့ 5pa လောက်ထားကြည့်လိုက်မယ်အဲ 5pa ဆိုတော့ ਨੇ နေလို့ဒီမှာအကုန်လုံးကကြုံဝင်သွားတယ်ဟုတ်လားအဲ့ကျွန်တော်ကဒီမှာအမ် 50ဆိုပြီးပြေးကြည့်လိုက်ဒီမှာတွေ့လားနည်းနည်းလေးဒီကောင်တွေကကွဲလာပြီအဲ့တော့25လို့ပြေးကြည့်လိုက်အဲတွေ့လားတစ်လုံးနဲ့တစ်လုံးကအပေါ်အောက်ကချသွားပြီနည်းနည်းလေးမချသေးဘူးဗျာ45လောက်ပြေးကြည့်လိုက်မယ်ဆိုတွေ့လားဒီတစ်လုံးဒီအပေါ်အလိုင်းနဲ့အောက်ကလိုင်းကဘယ်လောက်လောက်ချသွားလဲ45လောက်ချသွားတယ်တွေ့လားနော်တစ်လိုင်းနဲ့တစ်လိုင်းကအပေါ်အောက်ကတော်တော်လေးချသွားတယ်โอเคပါ ဆိုပြောချင်တဲ့သဘောကိုနားလည်မိနေတူပါ line height ဆိုတာပြောရလဲဒီ line တစ် line ရဲ့အမြင့်ပေါ့အနည်းအမြင့်ပေါ့ဒီမှာကြည့် select လုပ်လိုက်တဲ့ဒီမှာကြည့်ကာဆာကြီးကအကြီးဖြစ်သွားတယ်တကယ်လို့ကျွန်တော်တို့ကဒါကိုပြေးလိုက်မယ်ဆိုရင်သူ့ရဲ့ default line height ဖြစ်သွားမှာပေါ့အဲအဲ့မှာじゃ select page ကြီးလဲဒီမှာ select ကစလုံးတစ်လုံးစာပဲရှိရယ်နော် okay နော် okay ဆိုတော့ဒီမှာစာရဲ့အားတို့ကဒီစာရဲ့ဟိုစလုံးကိုဒီမှာပြောင်းလိုက်လို့လည်းရတယ်အဲ့တော့ဒီမှာဆိုဒီ heading ဆိုတဲ့ကောင် sorry ဒီ go to the link ဆိုတဲ့ကောင်ကိုပြောင်းပြမယ် သူကတက်ဆိုင်ကိုပြောင်းလိုက်လေရဖောင်းဆိုင်လာပါလားမသိဖောင်းဆိုင်နေမယ်နော်ဖောင်းဆိုင်ဆိုရင်ဟာရှိရအဲ့မှာငါတို့က last to ဟာလာ median လို့ပါတော့ပေးကြည့်လိုက်လားကိုပေးကြည့်လိုက်အဲ့မှာနည်းနည်းကြီးသွားတယ်တကယ်လို့ငါတို့ pixel နဲ့ပေးကြည့်ရင်လည်းရတယ်ဒီမှာအဲဟောပေါ့နော် 2px ဆိုပေးကြည့်လိုက်ဒါဆိုရင်တသေးလေးလုံးဝတသေးလေးမမြင်ရတော့နော်အဲ့မှာ 20px လို့ပေးကြည့်လိုက်မယ်ဆိုရင်ပေါ်လာပြီအဲ့ဒီမှာ 50px လို့ပေးကြည့်မယ်ဆိုရင်ဟောအဲ့ဒီမှာအကြီးကြီးဖြစ်သွားပြီနော် အဲအဲ့မှာပစ်စပီအိတ်လို့ပီအိတ်တင်မရဘူးမကအောင်ငါတို့အာအီယံလာမသိအဲ့ဒါကြီးလေးရတယ်အီယံဟုတ်တယ်နော်အာအီယံဟုတ်တယ်အာအီယံနေပါရင်လည်းရတယ်ဒီမှာဆိုရင်အကြီးမှအကြီးဖြစ်သွားနော်โอเคပါဆိုတော့အဲဒီမှာ break up fight အာအီယံလို့ပြချင်ရောဒါဆိုရင်လည်းဒီအာအီယံဆိုရကောင်လည်းဒီပစ်စတို့လိုပဲသူအတိုင်းတာပဲနော်ပီအိတ်တို့လိုပဲနော်ဒီမှာ1အာအီယံလို့ပြချင်ရောနည်းနည်းလေးပေါ့နော်2အာအီယံဆိုလို့ရှိရင်တော့အများကြီးတိတာသွားတယ်နော် โอเคပါဆိုအတိုင်းတားရတော့ကိုကြိုက်တဲ့ဟာလည်းပဲသုံးပေါ့နော်ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ test property ဆိုတာပါလဲနားလဲနားလဲပြီเนาะအဲစာသားတွေကိုပြင်ဆင်လို့ရတဲ့ property တွေအကုန်လုံးကိုဒါ test property လို့ခေါ်ပါတယ်ပေါ့เนาะဒီမှာဆိုရင် upper case နေရာမှာငါတို့ lower case ပြောင်းလို့ရတယ်ပေါ့เนาะโอเคပါဆိုတော့အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်เนาะကျွန်တော်တို့ဒါဆိုလို့ရှိရင် CSS ရဲ့ test property တွေကျွန်တော်တို့နားလဲသွားပြီပေါ့เนาะ အနောက်ကျမှာကျွန်တော်တို့ဒီမှာ CSS ရဲ့ဖောင့်နေအိုင်ကွန်တွေထည့်တာဒီကိုဆက်လက်ပြီးပြောပြပေးသွားပါမယ်ဆိုတော့ဒီမှာ CSS ရဲ့ property ကတော့ပြီးသွားပါပြီ။ Okay ပါအားလုံးပဲအဆုံးတိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ပြပိုင်ပါ